ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Mrs. Julie Bishop နေပြည်တော်ကိုရောက်ရှိလာပြီး နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံကငလင်ဘေးကုညီရေးကိစ္စရပ်တွေဆွေးနွေးခဲ့တယ်လို့သိရပါဗျ။ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတန်းစွေနဲ့ကုလသမဂ္ဂအတွင်းမှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တို့ဧပြီ9ရက်ကနိုင်ငံခြားရေးဝန်ကြီးဌာနနေပြည်တော်မှာတွေ့ဆုံခဲ့တယ်လို့သိရပါဗျ။တွေ့ဆုံစဉ်မှာငလင်ဘေးတဲ့ပြည်သူတွေကိုကုညီပံ့ပိုးပေးနိုင်ဖို့နဲ့တုံ့ပြန်ဆောင်ရွက်ရေးကြိုးပမ်းဆောင်ရွက်မှုတွေမှာ မြန်မာနိုင်ငံနဲ့ကုလသမဂ္ဂအကြားပေါင်းစပ်ညီနိုင်ဆောင်ရွက်သွားမယ့်ကိစ္စရပ်တွေအပေါ်နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဒါပြင်အထူးကိုယ်စားလှယ်ကလည်းမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့မန္တလေးငလျင်ကြီးကြောင့်အသက်အိုးအိမ်စည်းစိမ်ပျက်စီးဆုံးရှုံးမှုတွေအတော့ဝန်ထဲကြောင့်နဲ့စာနာထောက်ထားမိကြောင်းပြောပါရတယ်။တွေးဆောင်ပွဲကိုနိုင်ငံခြားရေးဝန်ကြီးဌာနကအဆင့်မြင့်အရာရှိကြီးတွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံငလင်ဘေးအတွက်ကုလသမဂ္ဂကနိုင်ငံတကာကကတိပြုငွေဒေါ်လာ63သန်းနဲ့ကုလသမဂ္ဂရေးပေါ်ရန်ငွေဒေါ်လာ5သန်းအသုံးပြုကူညီမှာဖြစ်တယ်လို့ UNOCHA အကြီးအကဲ Mr. Dan Fletcher ကပြောကြားထားတာဖြစ်ပါတယ်။